ကျွန်မမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ရဝေးရနေ့ရနေ့ကျွန်မကိုချစ်ခင်ရပေးကြတယ်။ယုံကြည်အားပေးကြတဲ့ခုနှစ်ရသားသမီးများအားလုံး၊ရှစ်နှစ်ဘွားသားသမီးများအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤကျန်းမာခြင်းနေနဲ့ပြည့်စုံကြပါစေရှင်။ကျွန်မကတော့ဆရာကြီးမင်းနေခါရဲ့တပည့်တဦးဖြစ်တဲ့ဆရာမတင်တနာဆိုပဲဖြစ်ပါတယ်။ဟိုတလောတုန်းကကျွန်မထံမှာ ဆိုင်ကန်းတခန်းရှာနေတာကြာပြီဖြစ်ပါတယ်ဆရာမဆိုပြီးတော့ရောက်လာခဲ့ပါတယ်သူရှာနေတာ၃နာရီလောက်ရှိပါပြီသူလိုချင်တဲ့ဆိုင်ကန်းမရဘူးဖြစ်နေတာဗောနော်အဲ့ဒီတော့ကျမရှိကိုရောက်လာတဲ့အခါမှာကျမကနေပြီးတော့မှအဖမင်းသိန်ခါရဲ့လွန်စွာအစွမ်းထက်တဲ့ရေနရလေးတစ်ခုကိုသူ့ကိုပေးလိုက်ပါတယ်သူကအဲ့ဒီရေနရလေးကိုပြုတ်လောက်တာ သုံးဘက်ပြည့်တဲ့အခါမှာစိုင်ခန်းသူလူချင်းနဲ့စိုင်ခန်းကိုရရှိသွားပါတယ်ဒီမနေ့ပဲအဲ့ဒီတည်င်းလေးကိုကျွန်မကကြားသိရပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကိုလူချင်းနဲ့အရာတွေရှာနေတာတွေကြန့်ကြာနေတာတွေပေါ့စိုင်ခန်းပဲဖြစ်ဖြစ်အိမ်ခန်းပဲဖြစ်ဖြစ်တိုက်ခန်းပဲဖြစ်ဖြစ်ညီဝဲယူတာပဲဖြစ်ဖြစ်ဘယ်လိုနေရာမျိုးဘယ်လိုအရာမျိုးမဆို ကိုလိုချင်တာတွေကိုရှာနေတဲ့အခါမှာကြံ့ကြာနေတယ်ဆိုလို့ရှိရင်အခုကျမပြောတဲ့ရည်ရည်လေးကိုပြုလုပ်နိုင်ပါတယ်။ဒီရည်ရည်လေးကတော့မခက်ပါဘူး။အပါမင်းသိန်းကဒီရည်ရည်လေးကိုပြုလုပ်တဲ့အခါမှာ ပကံများတစ်ချက်နဲ့ကိုရွက်တရွက်ပဲလိုအပ်ပါတယ်။ကြွေပကံများအဖြူပြက်ပြက်လေးပေါ်မှာကိုရွက်တရွက်ကိုအချောဘက်ကနေပြီးတော့မှနှမ်းစီလေးတုပ်ပြီးတော့ မိမိရဲ့လက်မနဲ့ထုံးကလော်ပြီးတော့မှနတ်ငယ်ပုံစံမျိုးလေးရေးရမှာဖြစ်ပါတယ်เนาะဥပမာဒါလေးကတော့ကုန်းရွက်ပေါ်မှာပေါ့ကုန်းရွက်ပေါ်မှာကျမတို့ကနတ်ငယ်ပုံစံမျိုးလေးရေးမယ်ပေါ့เนาะနတ်ငယ်ပုံစံမျိုးလေးရေးပြီးွားပြီးဆိုရင်ဒီကုန်းရွက်ရဲ့ပတ်ပတ်လင်မှာနတ်ငယ်ရဲ့ပတ်ပတ်လင်မှာထညက်ခဲလေးကိုကိုယ်ကိုပတ်ချလဲတင်မိထားမှာဖြစ်ပါတယ်เนาะထညက်ခဲလေးကိုယ်ကိုပါ ြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကမျက်စွာဘုရားရှင်ကိုလှူဒန်းပေးရမှာဖြစ်ပါတယ်။ဘယ်နှစ်လူရမလဲဆိုလို့ရှိရင်မိမိတို့အနေနဲ့မိမိတို့ရဲ့မွေးနေ့မှာစပြီးတော့လှူလို့ရပါတယ်။ဘယ်နှစ်ရလှူရမလဲလို့မေးလို့ရှိရင်၉ရက်တိတိလှူပေးရမှာဖြစ်ပါတယ်။နော်၉ရွက်လေး၁ရွက်ပုံမှာနန်းငယ်လေးရေ ထုံးတဲ့နန်းငယ်လေးရေထညက်ခဲလေး၉ကက်တင်ပြီးတော့မြတ်စွာဘုရားရှင်ကို လှူဒန်းပေးပါကိုရွယ်ပြေးွားပြီးကိုရွယ်ပြေးွားပြီးဆိုရင်အဲ့ဒီကိုရွယ်အတင်းမှာမိမိတို့ရဲ့ဆိုင်ငန်းတွေမိမိတို့ရဲ့အိမ်နေရာတွေအမြန်ဆုံးရှာတွေ့နိုင်ပါတယ်ဒီနေရာလေးကိုကျမအနေနဲ့မိတ်ဆွေတို့အနေနဲ့ ်ထောက်ကူရရှိမယ်လို့ထင်ပါတယ်ဒါကြောင့်ကျမရဲ့ TikTok အကောင့်လေးကိုအပေါင်းလေးနှိပ်ပြီးတော့အသေးလေးလေးပေးသွားဖို့မမေ့ပါနဲ့နောက်ထပ်နောက်ထပ်ရေဒီယာတွေကိုလည်းဆက်ပြီးပြောပြပြီးမှဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်